One Channel ကိုကြည့်ရှုနေကြတော့မိတ်ဆွေများအားလုံးမင်္ဂလာပါခင်ဗျာ One Channel ကနေပြီးတော့အပတ်စဉ်အယူတော်မင်္ဂလာဟောဆန်းအနေနဲ့လှဆင်ရတဲ့အရာတွေကိုထုတ်လွှင့်ပေးလေရှိပါတယ်ကျွန်တော်တို့ဗာမင်းသိန်းကားရဲ့တပည့်ရင်အောင်ခင်မြတ်ဖြစ်ပါတယ်ဒီဘက် April နှစ်ရက်ကနေပြီးတော့ရှင်းရနေသည့်ဇနီးနေ့မွေးဖွားသူများစနေသားသမီးများအတွက်တပတ်တာယူတော်မင်္ဂလာဟောဆန်းကိုခေါ်ကြပေးတော့မှာဖြစ်ပါတယ် အဲ့တော့ဒီတစ်ပတ်တာအတွင်းမှာတော့စနေနေ့မွေးဖွားသူတွေဟာကျွန်တော်အပြောင်းအရွှေ့လေးတွေကျွန်တော်ပေါ်တဲ့ရက်တွေအပြောင်းအရွှေ့လေးတွေဖြစ်မဲ့ရက်တွေဖြစ်တယ်။အဲ့တော့ဘလို့အပြောင်းအရွှေ့တွေပေါ်တဲ့အားလဲဆိုတော့ကိုအိမ်ပြောင်းတာမျိုးအလုပ်နေရာပြောင်းတာမျိုးတနေရာနဲ့တနေရာကိုပြောင်းရွှေ့ပြီးနေထိုင်လုပ်ကံရတာမျိုးတွေဖြစ်တတ်တဲ့ရက်တွေဖြစ်ပါတယ်။အဲ့တော့ဒီရက်တွေအတွင်းမှာပဲကျွန်တော်ရေတွင်ရေကန်ရေပိုင်းနဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေပြုပြင်ရတာမျိုးလှုပ်ဆောင်ရတဲ့ရက်တာမျိုးတွေဖြစ်ပြီးတော့အဲ့ရေတွင်ရေကန်ရေပိုင်းနဲ့ပတ်သက်ပြီးကျွန်တော်စိတ်ညစ်စရာလေးတွေကျွန်တော်ကြုံရမဲ့ရက်တွေဖြစ်တယ်။အဲ့တော့ဒီရက်တွေအတွင်းမှာတော့ကိုယ့်ရဲ့အိမ်တော်မှာကိုယ့်ရဲ့အိမ်တော်မှာကျွန်တော်တို့ဖြားလာတာမျိုး အာကိုယ့်ရဲ့အိမ်တော်ဘက်တော့ကျွန်တော်ကျမ်းမာရေးဂရုစိုက်ရတာမျိုးဟာဒါမှမဟုတ်ကိုယ့်အိမ်မှာရှိရယ်ကလေးတွေ ကျွန်တော်ငယ်ရွယ်တဲ့ကလေးတွေရှိတယ်ဆိုရင်တော့ကျွန်တော်အမြင်ကနေပြီးတော့ကျွန်တော်ပြုတ်ကြတတ်တာဟာလိမ့်ကြတတ်တာကိုတတိထားဖို့လိုတဲ့ရက်တွေဖြစ်တယ်အဲ့တော့ဒီရက်တွေတည်းမှာတော့စနေနေ့မွေးဖွားသူတွေဟာပညာရေးနဲ့ပတ်သက်တဲ့ကိစ္စတွေဒါမှမဟုတ်မိန်းမနဲ့ပတ်သက်တဲ့ကိစ္စဒါမှမဟုတ်ဖုန်းနဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေဆိုကျွန်တော်တို့တော့ကောင်ရောက်တတ်တာတွေစိတ်နှောက်ရက်ဖြစ်တာမျိုးတွေတွေဂျုံမက်ရက်တွေဖြစ်ပါတယ်အဲ့တော့ဒီရက်တွေတည်းမှာတော့စနေနေ့မွေးဖွားသူတွေအနေနဲ့ထူးခြားတဲ့တစ်ခုကတော့ကျွန်တော်ထူးခြားတဲ့ဓာတ်ပုံဓာတ်ပုံပုံပေါ့နော်ဘာပုံဖြစ်ဖြစ်ထူးခြားတဲ့ဓာတ်ပုံနမိတ်ကောင်းတဲ့ဓာတ်ပုံတစ်ခုဝင်လာတယ်အဲ့ဒါမျိုးဝင်လာပြီးရင်ကိုယ့်အိမ်ကိုကျွန်တော်လူနှစ်ယောက်ရောက်လာတတ်တယ် အဲ့ဒါမျိုးဆိုရင်တော့ကို့အတွက်နမိတ်တွေကျွန်တော်တို့ပို့ကောင်းသွားမယ်ကို့အတွက်ကံကောင်းခြင်းတွေပို့ပြီးဖြစ်သွားမယ်ရက်တွေဖြစ်တယ်လို့နမိတ်ကောင်းဖတ်ခြင်းပါတယ်ခင်ဗျာအဲ့တော့ဒီရက်တွေမှာတော့စနေနေ့မွေးဖွားသူတွေဟာကျွန်တော်ဗာရီနဲ့ပတ်သက်ရင်အကျိုးရှိလဲဗာရီနဲ့ပတ်သက်ရင်ကို့အတွက်ကောင်းလဲဆိုတော့ခီးသွားပြီးလောရမယ့်ကိစ္စမျိုးတွေပြောင်းရွှေ့ပြီးနေထိုင်လုပ်ကံရမယ့်ကိစ္စမျိုးတွေလုပ်ငန်းတွေတို့နေရာတွေတို့နဲ့ကျွန်တော်လုပ်ကံရမယ့်ကိစ္စမျိုးတွေအတန်တို့ဂီတတို့နဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေ အနုပညာနဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေအလားကုန်ပစ္စည်းနဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေကျွန်တော်ရွှေတို့ရေတို့လဲတို့လမ်းတို့နဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေဆိုရင်တော့ဒီလိုညံမျိုးတွေမှာစနေနေ့မွေးဖွားသူတွေဟာထူးထူးခြားခြားပို့ပြီးတော့အဆင်ပြေအောင်မြင်စေတဲ့ကိစ္စတွေဖြစ်ပါတယ် တော့အဲ့ဒါတွေကတော့ကျွန်တော်တို့အဆင်ပြေအောင်မြင်ပြီးဘယ်လုပ်ငန်းဘယ်ကိစ္စတွေနဲ့ပတ်သက်ရင်ကျွန်တော်တတိထားပြီးအလုပ်ကံဆောင်ရွက်တင်တယ်ဆိုတော့ညီနဲ့ပတ်သက်တဲ့ကိစ္စမျိုးအမွေနဲ့ပတ်သက်တဲ့ကိစ္စမျိုးအဲ့တော့ဒီလိုညမျိုးတွေမှာစနေနေ့ဝေဖွားသူတွေကညီရောင်းဝယ်လို့မှဆိုကျွန်တော်မလုပ်တင်နေတဲ့ရက်တွေဖြစ်တယ်အဲ့တော့ညီနဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေအမွေနဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေအဲ့တော့အမွေကိစ္စမျိုးတွေကျွန်တော်ဟိုပြောမယ်ဆိုမယ်လို့ကျွန်တော်တောင်းမယ်ပြုမယ်လို့ဆိုရင်လည်းဒီလိုညမျိုးတွေမှာကျွန်တော်မလုပ်တင်နေတဲ့ရက်တွေဖြစ်တယ်အဲ့တော့ညီနဲ့ပတ်သက်တဲ့ကိစ္စအမွေနဲ့ပတ်သက်တဲ့ကိစ္စပညာရေးပါတာရေးနဲ့ပတ်သက်တဲ့ကိစ္စ တင်နေတဲ့ပတ်သက်တဲ့ကိစ္စမျိုးဥပဒေအုပ်ချုပ်ရေးနဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေအိမ်ဆောင်ပစ္စည်းနဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေအရေးတို့အချို့ရေးတို့အုပ်လုပ်ငန်းတို့အင်းလုပ်ငန်းတို့နဲ့ပတ်သက်တဲ့ကိစ္စတွေဆိုရင်တော့ဒီလိုရံမျိုးတွေမှာစနေနေ့မွေးဖွားသူတွေဟာတတိထားပြီးလောက်ကန်ဆောင်ရွက်တဲ့ကိစ္စတွေဖြစ်ပါတယ် အဲ့တော့ဒီရက်တွေမှာပဲစနေနေ့မွေးဖွားသူတွေဟာရောင်းကျင်တဲ့ပစ္စည်းတွေရှိလို့တခုပစ္စည်းတွေရောင်းမထွက်လို့ရောင်းတတ်ကျင်တဲ့ပစ္စည်းတွေရှိလို့ဆိုရင်ဘာလို့ရလဲဆိုတော့ကျွန်တော်အုံတညွန့်ရဲ့အမေမျိုးပန်းတပွင့်ရဲ့ကိုရောင်းကျင်တဲ့ပစ္စည်းတွေကိုကျွန်တော်တို့ထိရိုက်ခောက်ပေးမယ်ဒီပစ္စည်းတွေဝယ်မဲ့သူအမြန်လာအမြန်ရောင်းထွက်ဆိုပြီးကျွန်တော်တို့ထိရိုက်ခောက်ပေးမယ်ဆိုရင်ဝယ်မဲ့သူအမြန်လာပြီးအမြန်ရောင်းထွက်စေတဲ့ရက်တွေဖြစ်ပါတယ်အဲ့တော့ဒီလိုရံမျိုးတွေမှာတော့အိမ်တော်ရှင်နေဖို့အိမ်တော်ရင်ချင်းနဲ့ပတ်သက်ရင်ဆက်ဆုပ်စရာလေးတွေများတဲ့ရက်တွေဖြစ်ပြီးချစ်သူကြီးစားတွေဘိုးကတော့ကျွန်တော်ပျော်ရှင်ရတဲ့ရက်တွေဖြစ်ပါတယ် အဲ့တော့ဒီရက်တွေတွင်ရဲ့သတိထားမယ့်ကျမ်းမာရေးကကျွန်တော်ဘိုင်းနဲ့ပတ်သက်တာပေါင်နဲ့ပတ်သက်တာလေးတွေသတိထားဖို့လိုတဲ့ရက်တွေဖြစ်တယ်။အဲ့တော့ဒီလိုရံမျိုးတွေမှာစနေနေ့မွေးဖွားသူတွေအနေနဲ့ခန်းနံပါတ်တွေရွေးချယ်မယ်ဆိုရင်အကျိုးပေးကံကောင်းစေတဲ့ခန်းနံပါတ်တွေဟာ3 3 4 6ဆိုတဲ့ခန်းနံပါတ်တွေဟာအကျိုးပေးကံကောင်းစေတဲ့ခန်းနံပါတ်တွေဖြစ်ပါတယ်။ အဲ့တော့ဒီရက်တွေမှာပဲတခုလေလူကျင်တန်းကျင်လိုပဲဖြစ်ဖြစ်တခုကိစ္စတွေဒီဒုတိယရအောင်မြင်ကျင်လိုပဲဖြစ်ဖြစ်ကျွန်တော်အိမ်ဖျားမှာပဲမြတ်စွာဘုရားရှင်ကိုရောင်မြတ်ကြီးကိုကျွန်တော်ရွှေလာပန်းတွေဝေးစားတာကတ်လုပ်ပြီးဆူတောင်းလိုက်ပါခင်ဗျာစနေနေ့မွေးဖွားသူများအားလုံးကျမ်းမာချမ်းသာပျော်ရွှင်ကြပါစေခင်ဗျာ